မန္တလေးတွင်ဆိုင်ကယ်စီးသူကိုဓာတ်နက်ခုတ်လူရက်သူများအားထောင်ဒဏ်အနည်း20နဲ့ရောက်ကျေးသိန်း1000ပေးရန်အမိန့်ချမင်္ဂလာပါအော်ဒီယိုဘိုင်းစောင်းနိုင်ငံနဲ့ကြိုဆိုပါရစေဒီတစ်ခါမှာတော့မန္တလေးမှာဆိုင်ကယ်စီးသူကိုဓာတ်နက်ခုတ်လူရက်သူများအားထောင်ဒဏ်အနည်း20နဲ့ရောက်ကျေးသိန်း1000ပေးရန်အမိန့်ချဆိုတဲ့အကြောင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်2025ခုပြီးခဲ့တဲ့စက်တင်ဘာလ16ရက်နေ့မဟာအောင်မြေခရိုင်တရားရုံးမှာ ခရိုင်တရားသူကြီးဦးတင်မျိုးကမန္တလေးမှာစိုက်ကယ်စီးသူကိုဓာတ်နက်ခုတ်လိုရမှုကျူးလွန်သူ၃ဦးပါထောင်နဲ့20အပါဝင်ကျူးလွန်ခံရသူအတွက်နက်နာကြီးရောက်ကျဲငွေ3000နဲ့စေကူတစိတ်5သိန်းညော်ပေးဆောင်ရန်အပြစ်ဒဏ်ချမှတ်ခဲ့ကြောင်းသိရပါတယ်ပြစ်မှုကျူးလွန်သူ၃ဦးပထမဆုံးထောင်နဲ့တွင်ချမှတ်တာပါလူရမှုကိုဥဆောင်သူကအရင်ပြစ်မှုဟောင်းတွေရှိရလို့ဖြစ်တာကြောင့် အနည်း20ကြာခံရပြီးနောက်လိုက်နှစ်ယောက်ကိုတော့10နှစ်စီချမှတ်ခြင်းဖြစ်ပါတယ်ပြီးတော့သူတို့ဇာတတကြီးပုံမှန်3ကိုလေးလူရမှုကျွလွန်စဉ်နာကျင်စေမှုနဲ့ဇာတတကြီးပုံမှန်300ခွန်လူတက်ရန်စူးစမ်းအားထုတ်မှုဆိုတဲ့ပုံမှန်နှစ်ခုနဲ့ဆွဲခံရလို့ပြစ်ဒဏ်2မျိုးစီကျပါတယ်အဲ့ဒီတော့ဦးဆောင်သူကပြစ်ဒဏ်2မျိုးအတွက် အနည်း20နှစ်ခါနောက်လိုက်နှစ်ယောက်ကပြစ်ဒဏ်2မျိုးအတွက်10နှစ်နှစ်ခါကျပါတယ်ဒါပေမဲ့လည်းအပြစ်ဒဏ်တွေကိုတရားစီကြားခံစီတာမဟုတ်ဘဲနဲ့တပေါင်းနဲ့ကြားခံစီလို့အမိန်ချတာဖြစ်တဲ့အတွက်အနည်း20နဲ့10နှစ်စီပဲဖြစ်သွားပါတယ်ဒါ ਉਹ မှနင်းနာသူကထပ်ပြီးတော့ရောက်ချင်းငွေရလုံမှုနဲ့ထပ်ဆွဲလို့ဒိန်းတထောင်ကျော်ရောက်ပေးရန်ဆိုတဲ့အမိန်ရရှိခဲ့တာပဲဖြစ်ပါတယ် ဖြစ်စဉ်ဖြစ်ပွားခဲ့တာက2022ခုနိုဝင်ဘာလကဖြစ်ပွားခဲ့တာပါဖြစ်စဉ်ဖြစ်ပွားခဲ့တဲ့အကြောင်းနဲ့ဒိန်းတထောင်ရဖို့တရားစွဲဆိုမှု တရားရုံးကိုစွဲချက်တင်တာတွေဟာစိတ်ဝင်စားစရာကောင်းလို့မို့မူရင်းအတိုင်းအနှဲငယ်ဖျက်ပြပေးပါမယ်မဟာအောင်မြခိုင်တရားရုံးနဲ့2025ခုနှစ်စက်တင်ဘာလ16ရက်နေ့တရားစွဲရနှစ်က2023ခုနှစ်ဥရွေပုံမှာကတမကြီးမှု အမှတ်၄၀၀နှစ်တရလူကဘူးဝေမင်းခိုင်ဒီဘက်ကအဲတရပြိုင်များပေါ့နော်တကယ်တော့ဒါကျွန်တော်တို့အရက်ခွန်မှာတော့တရခံပေါ့ဥရိမှာတော့ဒီတရခံလို့မသုံးမနဲ့တရပြိုင်များလို့သုံးပါလေအဲ့တော့တရပြိုင်များကဥနေလင်းထွန်းခေါ်ဥလက်ခေါ်ဂျူသားပေါ့နောက်နံပါတ်1ဥအောင်ကုကုမင်းခေါ်အောင်ကုမင်းနောက်နံပါတ်3ဥမင်းတန့်ခေါ်ဖိုလန်ဒါတော့ တရားခံ၃ယောက်ပေါ့အဲဒီ၃ယောက်ကိုရောင်ကျင်းွေ3000ရလုံမှုထပ်ဆွဲတာပါဒီเจ้าကိုကျွန်တော်ဖတ်ပြပေးမှာဖြစ်ပါတယ်အမှုမှာတရားလိုဤကိုစိတ်နဲ့ဂုံတရားအားတိခိုက်နာကျင်ရသဖြင့်နက်နာကျင်းွေငွေကြက်3900နဲ့ဈေးကူတစိတ်7300ရလုံမှုဆွဲဆိုလာတော့အမှုဖြစ်ပါတယ်ဒါစပြီးတော့သူတောင်းတာကနက်နာကျင်3900နဲ့ဈေးကူတစိတ် ချက်သိမ်းတရပါအစိုးရတွင်တရလိုသည်မန္တလေးမြို့ပြည်ကြီးတုံမြို့နယ်ဇာယက်ကွက်တွင်နေထိုင်၍အထက်တန်းရှိနေတူဖြစ်ပြီးကောင်းမွန်သောဂုံတရင်ရှိသူတူဖြစ်ကြောင်း2022ခုနှစ်စက်တလပိုင်း20ရက်နေ့ည9:00နာရီ10မိနစ်ချိန်တွင်62လမ်း128လမ်းနှင့်128လမ်းကြား၌တရပြိုင်များကတရလိုကိုတေးသေးရန်ရည်ရွယ်၍ဓာဖြင့် အချက်20ခန့်ခုတ်ခြင်းကြောချိုက်ကံကြောက်ခြင်းတို့ပြုလုပ်ပြီးတရလိုစီးနှင်းလာသော58ရာပလက်1636နှင့်ယင်အမှတ်ပါ စကုပ်ပြီးဆိုင်ကဲ39956460666ဖုန်းနံပါတ်ပါ iPhone 7 Plus တစ်လုံးဂျော်ဒန်တို့ပိုက်ဆံအိတ်နဲ့၎င်းထဲတွင်ငွေသား3သိန်း2000ကမ္ဘောဇာအိန္ဒိယကတ်တကတ်ပြည်အောင်စုတရားလွှတ်တော်ချုပ်ရှစ်နှစ်ရှစ်ရက်ဌာနမှာ အကြောင်းပြန်ကြားစာဖြတ်ပိုင်းတစ်စောင်တရားလိုအမိပါနိုင်ငံသားစစ်စစ်ရေးကပြတကတရားလိုအမိပါရင်မောင်းနိုင်စဉ်တကအ мян ချောပုတ်ပြေစာဖြတ်ပိုင်းတရွတ်တို့ဟာတရားပြိုင်များကလူရက်ခတ်ကြောင်းတရားပြိုင်များ၏မတရားပြုလုပ်မှုကြောင့်တရားလိုဤဘဘက်ဦးကောင်းတွင် ပြက်ရှတန်ရနှစ်ချက်ဘဘက်လက်ဝင်းတွင် ပြက်ရှတန်ရတစ်ချက်ညာလက်ပြန်တွင် ပြက်ရှတန်ရတစ်ချက် ဘယ်လက်တန်းတွင်ပျက်ရှတံရတစ်ချက်ဘယ်လက်တချွတ်တွင်ပျက်ရှတံရတစ်ချက်ဘယ်လက်ဖွားနဲ့ဘယ်လက်ဖမိုးတွင်ပျက်ရှတံရသုံးချက်တို့ရရှိခဲ့ပြီးအစိုးရတံရများယနေ့အချိန်ထိစေကုတနေရာကြောင့်တရားလုံးသည်မဟာအောင်မြေခရိုင်တရားရုံး၏ရသပေါ်ကြီးအမှုအမှတ်439 2022တွင်တရားပြိုင်များပေါ်ရသသကြီးပုံမှ3963ဖြင့်တရားစွဲဆိုထားကြောင်း ်တရလိုဤဆိုင်ကန်နှင့်ဖုံးတို့ဟာတနစ်ကတတ်တဲ့ကံအဖြစ်အနံထားရသည့်ဖြင့်အစိုးရပစ္စည်းများအားတရလိုမှအသုံးပြုခွင့်မရရှိတဲ့ကဲ့သို့တရပြိုင်များလူယူသွားသောငွေကျပ်တသိန်း၂000နိုင်ငံသားစစ်စစ်ရေးကပ်ပြားနှင့်ဇင်မောင်းလိုင်စင်တို့အားပြန်လည်ရရှိခဲ့ခြင်းမရှိ၍နက်နာပါကြောင်းစေကုသစိတ်မှချက်သိန်း၁၀၀ခန့်ကုန်ကျနေပြီးဆက်လက်စေကုသနေရအောင်မည်ဖြစ်ကြောင်းတရပြိုင်များ၏မတရားပြုလုပ်မှုကြောင့် တရလိုဤကိုခန္ဓာ၌လူမြင်သာသော လက်လက်ပင်နှင့်ဥကောင်းတို့တွင်ဓာတန်ရအမာယုများရရှိစေခြင်းမှာတရလိုဤဂုံသိက္ခာအတွက်များစွာ တိကိုက်နင့်နာရကြောင်းဥကောင်းတွင်ရရှိခဲ့သောတန်ရများကြောင့်တရလိုမှာမှတ်ညံမိခြင်းအကြောင်းကိစ္စများစဉ်းစား၍မရခြင်းမူးဝဲခြင်းတို့ဖြစ်ပေါ်လျက်ရှိကြောင်းတရလိုသည်ဥရေပညာဖြင့်အတ္တမွေးဝါကြောင့်အလုတ်တစ်ခုတည်းသာလောက်ကိုင်းနေရသည့်ရှင်းနေဖြစ်၍တရလိုဤစာဝတ်နေရေးအတွက် များစွာထိကိုက်နစ်နာရကြောင်းတရားလိုသည်အချင်းပြစ်နေရဖြစ်ရများအားပြန်လည်မြင်ရောင်းကစိတ်တန်ရာရရှိနေပြီးစိတ်ကြမ်းမာရေးအတွက်လည်းစေကုသမှုခံယူနေရကြောင်းတရားပြများ၏မတရားပြုလုပ်မှုကြောင့်တရားလိုမှာများစွာနစ်နာရကြောင်းသို့ဖြစ်ပါ၍တရားလိုထံသို့တရားပြများကနစ်နာခြင်းငွေကြက်3900နဲ့စေကုသစိတ်ကြက်3000တို့ကို တရားစည်းရိမ်နဲ့တကွဘေးစည်သည့်အနိုင်ဒီဂရီချမှတ်ပေးပါရန်ဖော်ပြထားပါတယ်။ဒါကဒီဆွဲဆိုတဲ့အပိုင်းကိုတင်ပြပေးတာဖြစ်ပါတယ်။ဒါဆွဲဆိုပြီးတော့ဒီတရခံဘက်ကပေါ့နော်တရပြိုင်ဘက်ကရှင်းနေတယ်ကပြန်လဲထူးချေတာဘာညာနဲ့ဆိုတော့နောက်ဆုံးမှာနိနာချေအတွက်ဒိန်းတထောင်နဲ့စေကုသစိတ်ကတကရန်ကုသကရရနဲ့ကုန်ကြငွေ9သိန်းကျော်ပေါ့အတိကျတော့9သိန်း1400ဒါကသူတို့ လို့ပြောမလဲဒီစေကုသစေကုံကြတာကိုတင်ပြနိုင်တဲ့လောက်ပဲရပါဘောเนาะဒါကသူကပြစ်ဒဏ်ချခံရတာပြင်ထတ်တိုးပြီးတော့တရားစွဲဆိုပြီးတော့အနိုင်ရရှိခဲ့ခြင်းဖြစ်ပါတယ်အဲ့တော့နေနာသူတင်ထားတဲ့အကြောင်းအရာလေးကိုလည်းကျွန်တော်ဖတ်ပြပေးပါဦးမယ်ကျွန်တော်ဓာတ်နဲ့ခုတ်လူရက်ခတဲ့တရားခံတွေပေါ်ဇာတတကြီးပုံမှန်3ကိုလေးလူရက်မှုကျွလွန်စဉ်နာကျင်စဉ်မှုဇာတတကြီးပုံမှန်300ခွန် လူတက်ရန်ကြိုးစားအားထုတ်မှုဆိုတဲ့ပုံမှန်နှစ်ခုပောင်အမှုဖွင့်တိုင်တန်းခဲ့ပါတယ်။အဲဒီနောက်ဖမ်းမိပြီးလူရသူတွေရဲ့လိပ်စာရအနေနာပတ်ဝန်းကျင်ကိုတရားခံတွေအကြောင်းကိုယ်တိုင်လေးလာစုံစမ်းတဲ့အခါလူရသူကောင်းဆောင်ကရခင်ကလည်းအလားတူပြစ်မှုကျူးလွန်လို့ထောင်ချဖို့ကြောင်းဝါစာကမာသိရှိရတာကြောင့်ပြစ်ဒဏ်ချဖို့တဲ့အမှုတွေကိုတရားရုံးထဲမှာလိုက်လံစုံစမ်းပြီး ပြစ်ချက်ဟောင်းအမိန်ကိုတာဝန်ခံမိတ်တူကူပြီးကျွန်တော်အမှုမှာတသက်ခံဖြစ်တင်သွင်းခဲ့ပါတယ်။ဒါကြောင့်လူရက်သူခေါင်းဆောင်ကိုဆွဲချက်တင်တဲ့အခါရာဇသက်ကြီးပုံမှခွန်ကားတွဲပြီးအခြားနှစ်ဦးထက် ထောင်နဲ့ဆယ်နှစ်ပိုများခဲ့တာပါ။ထောင်နဲ့အနည်း20တို့ဆယ်နှစ်တို့ဆိုရလေပုံမှတွေတပေါင်းနဲ့ကြာခံစေလို့အမိန်ချလို့ပါ။တေးချားစီကြာခံစေဆိုရင် နှစ်40နဲ့နှစ်20စီဖြစ်မှာပါ။ ။ဒါပေမဲ့လည်းမြားတက်တယ်လို့ယူဆလို့ဒီပြစ်ဒဏ်ပေါ်ထတ်တိုးစေဖို့အထက်ရုံးကိုမတက်ခဲ့ပါဘူး။သူတို့ပေါ်တရားမကြောင်းရတရားဆွဲခဲ့ပြီးဒီဒဂရီရရှိခဲ့တာပါ။သူတို့အနေနဲ့ထောင်ကျခံတော့ဒီဂရီပောင်ွေမပေးနိုင်ရင်ထောင်ငါလွတ်တဲ့ခါမှာတော့ဥရေပါကာလစည်းကမ်းတတ်တိုင်းမကြော်လွန်အောင်ဥရေရဆောင်ရွက်ပြီးထောင်ငါလွတ်လာတဲ့ခါတောင်းလို့ရပါတယ်မပေးခဲ့ရင် အရစကားနားလဲအောင်အတူချုံးပြောရရင်တော့မပေးမချင်းတရမထောင်စက္ခစက္ခချလို့ရနေမှာပါလူရခံရမှုနဲ့ပတ်သက်ပြီးကျွန်တော်ချမ်းသာပေးမှလူရသူတွေအသက်သက်ဆုံးကိုယ်စိတ်ချမ်းသာရပါမယ်မေတ္တာဖြင့်ကိုကြီးဆောင်ရွက်ပေးသူမိတ်ဆွေအပေါင်းအသင်းဆရာသမားများကိုကျေးဇူးတင်ပါတယ်ဒါနိနာသူကရေးထားခြင်းဖြစ်ပါတယ်ဒါနိနာသူကကိုယ်တိုင်ကလည်းရှင်းနေဖြစ်တဲ့အတွက် ဥရရဲ့ကြောင်းရကိုနှမ်းဆက်ကြွန်းကျင်တဲ့သူဖြစ်တာကြောင့်အခုလိုမျိုးစစ်စစ်ဆက်ဆက်နဲ့ပါပါနက်နက်နဲ့တရားခဏ်တွေကိုကြီးလေးတဲ့အပြစ်ဒဏ်တွေကြားရအောင် အပြစ်ပေးနိုင်ခဲ့ခြင်းဖြစ်ပါတယ်တကယ်လို့ဒီလိုမျိုးနက်နာသူများရှိရင်ဥရနားလဲသူများနဲ့တိုင်ပင်ပြီးထိရောက်တဲ့အပြစ်ဒဏ်များပေးနိုင်ဖို့ရည်ညွန်းတင်ပြပေးခြင်းဖြစ်ပါတယ်အဆုံးထိအောင်နားဆင်ပေးကြသူအားလုံးကျေးဇူးတင်ပါတယ်အားလုံးပဲဘေးပြားတွေဝေးကွာကြပါစေဗျာ